အမေရိကန်ကရုရှားယင်နံကုမ္ပဏီတွေကိုအရေးယူလိုက်ပြီးရုရှားကတော့အဲ့ဒီချိန်မှာနျူကလ িয়ার စီရေလက်ချင်မှုတွေလုပ်နေပြီးသမားပူတင်ကိုနိုင်စောင့်ကြည့်နေတာဖြစ်ပါလိမ့်ယူကရိန်းနဲ့ငင်းကြေးသဘောတူညီချက်ရယူရေးဖိအားပေးဖို့ကြိုးစားတဲ့နေနဲ့ရုရှားအကြီးဆုံးယင်နံကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Rosneft နဲ့ Lukoil တို့ပေါ်အမေရိကန်ကအရေးယူပေးဆမှုတည်ချမှတ်လိုက်ပါလိမ့်အချိန်တည်းမှာရုရှားကလည်းနျူကလ িয়ার လက်နက်ပံဝင်တဲ့အကြီးစားစီးရေးလက်ချက်မှုကြီးလှုပ်လိုက်ပြီးတော့သမ္မတပူတင်ကိုယ်တိုင်စောင့်ကြည့်ခဲ့ပါလေ အဓိပ္ပာယ်မရှိတဲ့စစ်ပွဲအဆုံးသတ်ဖို့ပူတင်ရဲ့ငြင်းပယ်မှုကြောင့်အရေးယူပိတ်ဆို့မှုတွေချမှတ်ဖို့လိုအပ်ခဲ့ပြီးမော်စကိုစင်ရီးယားကိုပံ့ပိုးနေတဲ့ရေနက်ကမ္ဘာကြီးတွေကိုပြစ်မှတ်ထားတာလို့ American ဗန်နာယူဝန်ကြီး Scott Bessen ကပြောပါတယ်။ဆွေးနွေးပွဲပြသွားတဲ့အချိန်မှာရုရှားစစ်အုပ်စုချုပ်ဗိုလိုဂျီ Valery Krasimov ကနျူကလ িয়ার စီရင်လက်ချက်မှုကြောင့်ပူတင်ကိုတရင်ပို့တဲ့ဗီဒီယိုဖိုင်ရုရှားဘက်ကထုတ်ပြန်ပါတယ်။ အမေရိကန်ထိရောက်အောင်ဖြစ်နိုင်တဲ့ ICBM တိုက်ချင်းပြပယ်ထိန်လုံးကြီးတွေပါဝင်ဒုံးကြီးမြောင်များကိုမြေပြင်လောင်းချတဲ့ရင်ကုန်သင်းမောတွေလေရင်တွေကနေပြစ်လွတ်လေ့ကျင့်ခဲ့ပါတယ် TU22 M3 မဟာဗျူဟာဘုံကျက်လေရင်တွေဟာလည်း body ပင်လယ်ပြင်မှာပြန်တန်းခဲ့ပြီးနေရာများပြားမှာနိုင်ငံခြားတိုက်လေရင်တွေကလိုက်လံစောင့်ကြည့်နေတယ်လို့ရုရှားကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ် နေတို့ဘဝနိုင်ငံတွေကတိုက်လေရင်နေလို့ယူဆရကြောင်းဆိုပါတယ်ယူကရိန်းစစ်ပွဲဆုံးသတ်ရေးညှိနှိုင်းမှုမပြေမလည်ဖြစ်ချိန်မှာပူတင်ကရုရှားရဲ့နျူကလ িয়ার စွမ်းရည်ကိုထုတ်ပြခဲ့တာပါနေတော့ဘက်ကလည်းဒီလာထဲမှာနျူကလ িয়ার အရန်တောက်စီလက်ချက်မှုလှုပ်ဆောင်ခဲ့ပါတယ်။ရေဘာသမဂ္ဂဖွံ့ဖြိုးနိုင်ငံတွေကတော့ရုရှားသဘာဝတမှုရည်တင်မှုပေါ်ပိတ်ပင်နာပါဝင် ရုရှားပေါ်19ခုမြောက်အရေးယူပိတ်ဆို့မှုကိုအတည်ပြုခဲ့ပါတယ်။ရုရှားဘက်ကတော့အမေရိကန်ဘာလို့လို့လုံးဝကိမဆိုင်ပဲနဲ့နျူကလ িয়ার တပ်တွေစီးရေးလေ့ကျင့်မှုကိုပူတင်ကိုယ်ကကုတ်ကွဲနေတယ်လို့သိရပါတယ်။ပူတင်ကရုရှားစစ်ဘက်ထိတ်တန်းဆိုင်ရာအရာရှိတွေနဲ့အွန်လိုင်းကနေလည်းစီးဝေးလုပ်ခဲ့တယ်ဆိုပါတယ်။ရုရှားဟာကြိုတင်ပြင်ဆင်ထားတဲ့စီးရေးလေ့ကျင့်မှုကိုလုံဆောင်ခဲ့တယ်လို့ပြောသွားပါတယ်။ဘာပြောယူကရိန်းစစ်ပေါ်ရဆိုင်ကိစ္စကတော့အဆင်မပြေသေးတာဖြစ်ပါတယ် ရုရှားကကွယ်ရေးဥက္ကဋ္ဌရဲ့အဆိုအရကြီးရေလေနျူကလ িয়ার တပ်တွေကင်တွေတဲ့ unit တွေအားလုံးဟာစီးရေလေးကြီးမှုမှာချိတ်ဆက်ပူပေါင်းခဲ့တယ်လို့ဆိုပါတယ်ဒါအပြင်ရုရှားဆီယားမှာရုံးမြင့်တန်ကြားဌာနဇီဗာတာကတော့ရုရှားနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ plastic data ကနေ RAS တိုက်ချင်းပစ်ဒုံးကြီးနဲ့ virus ပင်လယ်ထဲမှာရှိတဲ့ Brynjans nuclear ယာဉ်ကိုတင်မောကနေ Siniva ဒုံးတိုက်ချင်းပစ်ဒုံးကြီးတွေစမ်းသပ်ပစ်ခတ်ပုံနဲ့ထုတ်လွှင့်ပြသခဲ့ပါတယ်။ တီ95 MS မဟာဗျူဟာမြောက်ဘုံကျဲလင်ရင်ကြီးတွေကလည်းမြေပြင်ပြတ်တွေကို cross drone ကြီးတွေပစ်ခတ်တိုက်ခိုက်နေတယ်ဆိုပါတယ်။ဒါအောင်လို့တော့ဟာဒီနေ့အဖြစ်ရုရှားဘက်ကလည်း American ကိုအင်အားပြတ်တာတာဖြစ်ပါတယ်။ပူတင်နဲ့ပြောရမယ်ဆိုရင် Hungary မှာဆွနစ်မယ်လို့သမ္မတ Trump ကအရင်တုန်းကပြောနေပြီးပူတင်ကလည်းဆွနစ်ဖို့အတွက်ပြင်ဆင်နေတဲ့အချိန်ကြမှာပူတင်နဲ့မိမိကြားဆက်ဆံရေးအဆင်ပြေပြီမဲ့ဘာမှမဖြစ်မလာတဲ့အတွက်ကြောင့် ဘာမှမဆွေးနွေးတော့ဘူးဆိုပြီးထရမ့်ဘက်ကညှင်းချလိုက်တာဖြစ်ပါတယ်။ဒါအိုပူတင်ကလည်းတင်းသွားပုံရပါတယ်။ဘာမှဖြစ်မလာဘူးလေပေါ်နေလေအပူပဲဆိုတဲ့အမေရိကန်သမ္မတထရမ့်ရဲ့စကားတွေဟာပူတင်ရဲ့သိခါကိုထိစေပါတယ်။အမေရိကန်ဘာလို့ကျင်တာလဲဘာလို့အပ်တာလဲပူတင်ကလည်းသိနေပါတယ်။ဒါကြောင့်စီရေးရအမေရိကန်ကိုလည်းချင်းချောက်ဖိအားပေးလာတာဖြစ်ပါတယ်။အမေရိကန်ကတော့စီးပွားရေးရ ဖိအားပေးနေပါတယ်နေတိုရီမှုကြောင့်မရူတာကတော့ပူတင်ပေါ်ဖိအားပို့ပေးတာထောက်ခံကြောင်းပြောပါတယ်ပူတင်ဘက်ကငင်းချင်းယူဖို့စိတ်အားထက်သန်မှုရှိတဲ့ပေါ်ထရန့်ကဝေဖန်ခဲ့ပြီးခုချိန်ကြပြီလို့ကြုတ်ထင်တယ်ကြုတ်လို့အကြာကြီးစောင့်ပြီးလိုမှတ်ချက်ပေးပါတယ်ရေးပိစမှုတွေအင်မတန်ကြီးကြပြီးတော့စစ်ပွဲမရချင်းဘူးဆိုတဲ့ရုရှားသဘောထားကိုအလင်းမြန်တော်ပြောင်းလဲသွားစေနိုင်မယ်လို့မျှော်လင့်ကြောင်းထရန့်ကပြောပါတယ်နေတိုရီမှုချုပ်ကလည်းပူတင်ပေါ်ဖိအားပေးတာကိုမိမိတို့အနေနဲ့ပုံမထောက်ခံကြောင်းပြောထားပါတယ် နောက်တင်ပုတ်ပြောချင်ပါတယ်။အမေရိကန်သမ္မတထရန့်ကသူ့ကိုယ်သူသမ္မတဟောင်းအမေရိကန်ကိုတီထောင်တဲ့သမ္မတပထမဆုံးသမ္မတကြီးဂျော့ဝါရှင်တန်နဲ့၁၆မျိုးသမ္မတအေဘရာဟမ်လင်ကွန်းနဲ့နှိုင်းရှင်ခဲ့နေတယ်လို့သိရပါတယ်။ဒါမဲ့သူတို့နှစ်ယောက်နောက်မှာတတိယအတော်ဆုံးသမ္မတဖြစ်သမ္မတခံရအောင်စိတ်တူတယ်ဆိုပြီးတော့နောက်ပြောင်ပြောဆိုခဲ့ပါတယ်။ဒီအရင်ပထမဦးဆုံးသမ္မတကြီးနှစ်ယောက်ဖြစ်တဲ့ဂျော့ဝါရှင်တန်နဲ့လင်ကွန်းတို့ကစစ်ပွဲရှစ်ပွဲ ခုစကိုပွဲကျွန်တော်ရက်ခဲ့တယ်သူတို့တော့ကိုလုံနိုင်ခဲ့တာမဟုတ်ဘူးလေကျွန်တော်ကရှစ်ပွဲရက်ပြီးပြီခုကိုပွဲမြောက်ဖြစ်လာပြီယုံကြည်အောင်မယုံကြည်နေသူပြီးထွန်းကပြောပါလေထွန်းကအင်ပီရိုနှင်းစီဥယျာဉ်မှာထတ်တိုးထည့်သွင်းထားတယ် walk out fame လို့ခေါ်တဲ့တမရပုံလေးခြေဆွဲပြသထားတဲ့နေရာအကြောင်းပြောရင်းနဲ့ဒီတမရနှစ်ယောက်ကိုတော့ကြော်ဖို့မလွယ်ကြောင်းထည့်ပြောခဲ့တာပါဒီပုံတွေထဲမှာတမလဂျိုးပိုင်နေနေရာမှာတော့လက်မှတ်ထိုးဆက်အော်တိုပန်ပုံပဲခြေဆွဲထားပါလေဒါက train ရဲ့လက်စားချင်မှုပါ ထရန်ကရုံးမြင့်တန်ကြားကလူတယောက်ကသူ့ကိုဝါရှင်တန်နဲ့လင်ကုန်းမင်းတတိယမြောက်တော်ဆုံးသမ္မတလို့ပြောလို့ကျုပ်အဲ့ဒီလူကိုတော်တော်စိတ်ဆိုးတယ်လို့ဆိုပါလေအဲ့ဒီရုံးမြင့်တန်ကြားကလူဆိုတာဘယ်သူမှမသိပါဘူးဒါပေမဲ့ဖေဖော်ဝါရီလကဖောင်နယူးသတင်းဌာနနဲ့အင်တာဗျူးမှာဝါရှင်တန်နဲ့လင်ကုန်းတွဲပြန့်ရင်တော့ရွေးကောက်ပွဲမှာမိမိကိုမနိုင်ဘူးလို့လူတယောက်ကပြောမှုကြောင်းခန်းကထည့်ပြောမှုပါလေခန်းကဝါရှင်တန်နဲ့လင်ကုန်းကိုကြော်ဖို့မလဲပေမဲ့စ조사သွားမယ်လို့မှတ်ချက်ပေးပါလေခန်းရဲ့ပြောပုံညာဝါရှင်တန်နဲ့လင်ကုန်းကလွှဲရင် အမေရိကန်သမိုင်းတစ်ချောင်းမှာဖြစ်ပွားခဲ့တဲ့သမရတွေအားလုံးထက်သူကပိုတော်တယ်လို့ပြောချင်မှရပါတယ်။အင်ဂျီရောမာကာပွဲခမ်းမဆောင်တဲ့တိုးချက်ဖို့အရှိဆောင်ဖြိုချတဲ့အတန်တွေကလည်းသူနားထဲမှာဂီတအတန်တွေလိုပဲလို့ထရန့်ကပြောပါတယ်။လက်ရှိတော်ဆုံးသမရစတန်ကောက်ယူထားတာမရှိပေမဲ့2021က CSPN ကသမိုင်းပညာရှင်တွေကို ကောက်ယူခဲ့တဲ့စတန်မှာလင်ကွန်နဲ့ဝါရှင်တန်ကို1-2နဲ့နှစ်နေရပြီးထရန့်ကတော့နောက်ဆုံးက စာရည်ရင်၄ရောက်မြောက်အစိုးရသမ္မတအဖြစ်သတ်မှတ်ခဲ့ပူပါတယ် နောက်တရင်ဘုတ်ပြောချင်ပါလေရုရှားရဲ့ချင်းချောက်မှုကဒါမလီကလည်းသူ့ရဲ့စင်အားကိုအဆမတန်တိုးချဲ့နေပါလေရုရှားရဲ့ချင်းချောက်မှုကြောင့်ပြည်ရစဉ်နိုင်ငံတကာအခြေအနေပြောင်းလဲမှုကြောင့်စစ်တပ်ကိုခိမိလက်နက်တပ်ဖွဲ့ဝင်အင်အားတိုးချဲ့နေကြောင်းဂျာမနီသမ္မတဖရန်ဝေါ်တာစတိန်ကပြောပါလေဂျာမနီရဲ့စီးရေးဘတ်ဂျက်နဲ့တပ်ဖွဲ့ဝင်အင်အားသီးသီးသာတိုးချဲ့မှုကိုဗီယက်နာမြို့တော်မှာအော်စတြေးလျသမ္မတအလက်ဇန္ဒားဗေရာဘယ်လန်နဲ့ပြည်ပသတင်းစာရှင်းပွဲမှာပြောပါလေ အနာဂတ်မှာစစ်ပွဲဆင်နွှဲလို့ရည်ချက်နဲ့ကျွန်တော်တို့ဆင့်အားတိုးချဲ့တာမဟုတ်ပါဘူးပြောင်းလဲနေတဲ့နိုင်ငံတကာအခြေအနေအရကျွန်တော်တို့လုံခြုံရေးတိုးမြှင့်ရမှာပါဆိုပါတယ်ရုရှားလိုရည်တွေနဲ့ယူကရိန်းကျူးကျော်စစ်ကြောင်းဂျာမနီကကာကိုရီနဲ့နိုင်ငံခြားရေးမူဝါဒအသစ်ချမှတ်ခဲ့ရတယ်လို့2005မှ2009ထိ2013မှ2016ထိနိုင်ငံခြားရေးဝန်ကြီးဖြစ်နှစ်ကြိမ်တာဝန်ထမ်းဆောင်ခဲ့တဲ့ဝါရီနိုင်ငံရေးသမား Frank Walter ကပြောပါတယ်ဥရောပတိုက်မှာလုံခြုံရေးခင်းကျင်းပြောင်းလဲတာ ကျွန်တော်တို့စံနာမဟုတ်ပါဘူးရုရှားရဲ့ခရိုင်းမီးယားသိမ်းပိုက်မှုနဲ့ယူကရိန်းကျူးကျော်စစ်ကြောင်းလုံခြုံရေးခင်းကျင်းကိုကျွန်တော်ပြောင်းလဲနေရတာပါလို့သူကရှင်းပြပါတယ်ဥရောပတိုက်မှာရုရှားရဲ့လွတ်လပ်မှုနဲ့ဒီမိုကရေစီပေါ်ချိန်ချောက်မှုရှိကြောင်းလုံခြုံရေးမူဝါဒကိုကြိုတင်ပြင်ဆင်ရမှာဖြစ်လို့စစ်တပ်အင်အားတိုးချဲ့နေခြင်းဖြစ်ကြောင်းသူကဆိုပါတယ်။နောက်သတင်းပုတ်ပြောချင်ပါတယ်။ကြားဖြန့်ခွင့်ရနဲ့ပတ်သက်နေတဲ့ထိုင်းနိုင်ငံကြီးကခုနှစ်ယောက်နဲ့ဗန်နာအီတူဝန်ကြီးကပါဝင်နေတယ်သိရပါတယ်။ Wall Street Journal အတွက်လှုပ်လှုပ်ပေးနေတဲ့သတင်းသမားတွေရဲ့ပြောဆိုချက်အရထိုင်းနိုင်ငံထိပ်တန်းဆိုရခေါင်းဆောင်9ဦးထိကြားဖြတ်တဲ့ပတ်သက်နေတယ်လို့ဖော်ပြပါရှိပါတယ်။အဲ့ဒါမှဒုဖြစ်တဲ့ထိုင်းပြည်နယ်ဝန်ကြီးဌာနမှဒုဝန်ကြီးနဲ့စနေလို့လည်းပါရှိနေပါတယ်။ထိုင်းဝန်ကြီးချုပ်အနုတင်ကဒါနပတ်သက်ပြီးဖြည့်ရှင်းချက်ပို့ဖို့ဆိုပြီးတောင်းဆိုနေပါတယ်။ထိုင်းပြည်နယ်ဒုဝန်ကြီးဘိုရာပတ်ရဲ့ဇနီးတဲ့ဟာကြားဖြတ်နဲ့ချိတ်ဆက်နေပြီးစင်ကာပူရှိငွေတော်ငွေလာစာချုပ်စာတမ်းညာခရစ်တိုငွေကြေးဒေါ်လာ3သန်းထုတ်သွားတယ်လို့သိရပါတယ်။ ထိုင်းကအမေရိကန်နဲ့ပူးပေါင်းပြီးတော့ကြားဖြန့်တိုက်ဖြတ်ရေးစီမံကိန်းဆောင်နေတဲ့နိုင်ငံတကာလွတ်တော်များသမဂ္ဂမှလည်းကြားဖြန့်နေနေတဲ့ပူးပေါင်းဆောင်ဖို့အစိုးရတင်ပြထားပြီးထောက်ခံမှုရထားပါတယ်ဒီအချိန်မှာကာလာတို့အစိုးရဖွဲ့ဖွဲ့ထားတဲ့ဝန်ကြုပ်အမှုတင်ကကြားဖြန့်ဆန်းကျင်ကော်မတီအသစ်ဖွဲ့ဖို့စီစဉ်ရမှာခေါင်းဆောင်အဖြစ်သူကိုယ်တိုင်ဗန်နာရီတူဝန်ကြီးဖြစ်ရွေးချက်ခဲ့တဲ့ဘူရာပေါ့ကိုခန့်အပ်ဖို့ကန့်လန့်ခဲ့တယ်လို့ဆိုပါတယ်ဒါတွေကပုံပြီးမေးခွန်းထုတ်စရာဖြစ်လာပါတယ် ဒီအချိန်ကြောင့်အနုတင်ကဘောဟဘက်ကိုထွက်ပေါ်တဲ့တဲ့နဲ့ပတ်သက်ပြီးရှင်းလင်းချက်ပေးဖို့တောင်းဆိုထားပါတယ်။ရွေးကောက်ပွဲအသင်းတိုင်းမီတတန်းတူတောင်းလာတဲ့မိမိအစိုးရဖွဲ့မှအကြီးအကဲ9ယောက်ထိကြားဖြတ်နဲ့ပတ်သက်တဲ့တဲ့ဟာအစိုးရဖွဲ့ရိုင်းနဲ့သွားစေကြောင်းဒါကြောင့်ပတ်သက်တဲ့အမှန်ဆိုဥပဒေအရအေးအေးယူတော့မှဖြစ်ပြီးမိမိဟာကြားဖြတ်တဲ့ဖက်ကော်မတီအသင်းမှာဘောဟဘက်ကိုဦးဆောင်ဖို့ဘယ်တော့ကမှကမ်းလမှုမလုပ်ခဲ့သလိုနောင်လည်းလုပ်မှာမဟုတ်ဘူးလို့အနုတင်ကထုတ်ပြန်တော့ပါတယ်။ဒါပြင်လက်ရှိမှာဒါနဲ့ပတ်သက်ပြီးထိုင်းဆိုရောက်ဖွဲ့မှာတော်တော်လေးကိုမငြိမ်မသက်ဖြစ်နေပါတယ် ထိုင်းပြည်သူပါတီမတ်စုဖာနက်ကလွတ်တော်တွင်ငင်းခုန်ဆွနမှုမှာဆွနုခဲ့ရာအမေရိကန်မှာကြောက်ဖြစ်ဖို့ချက်ဖြစ်သတ်မှတ်ထားကြောင့်ပိတ်ဆို့ရေးယူလိုက်တဲ့ Cambodia Prince Group ရဲ့ထိုင်းလက်ခွဲကမ္ဘာယုံကအဖွဲ့လက်ခွင့်ပေးထားတဲ့ဆန်ဟန်ဗေးရဲ့မှာစီနိုထိုင်းတာဝါကြီးကိုပိုင်ဆိုင်တဲ့စီနိုထိုင်းမိသားစုကလည်းကြောက်ဖြစ်နဲ့ပတ်သက်နေလားလို့မေးဖို့ထုံနေပါတယ်။ဒီမေးခွန်းမှုကိုစီနိုထိုင်းမိသားစုဘက်ကလည်းအသေးအဖျက်မှုနဲ့တရားပြန်ဆွေးထားတယ်လို့သိရပါတယ်။ စီနိုထိုင်းဟာလက်ရှိထိုင်းဝန်ကြီးချုပ်အနုတင်ရဲ့မိသားစုဝင်တွေရှယ်ယာများစွာပိုင်ဆိုင်ထားတဲ့ကုမ္ပဏီကြီးဖြစ်ပါတယ်။ဒါကြောင့်ဒီလိုမျိုးမေးခွန်းဟာအနုတင်ကိုပါယာရုကနေပြုတ်ကျသွားစေနိုင်တဲ့အထိပြဿနာကြီးတစ်ခုတက်နေပြီပဲဖြစ်ပါတယ်။နောက်တဲ့ရင်ဒီဘုတ်ပြောကြည့်ပါတယ်။ဒါနဲ့အချက်ပေါင်း900လောက်အထိုးခံရပြီးတည်ဆုံသွားတဲ့မလေးရှားကျောင်းသူလေးနိုင်ရီကိုလူပေါင်း900လောက်တယောက်ခင်ပါတယ်။နေရှင်းနိုင်ငံစလန်ဂောပြည်နယ်ရှိကျောင်းတောင်မှာဓာတ်ထုတ်ခံရပြီးတည်ဆုံခဲ့တဲ့အသက်16နှစ်အရွယ်ကျောင်းသူလေးရဲ့နောက်ဆုံးဇာပနခန္ဓာကို ကွာလာလမ်ပါမှာပြုလုပ်ခဲ့ပါလိမ့်။သမားရဲ့မိတ်ဆွေမိသားစုတငယ်ချင်းတွေနဲ့ဆရာဆရာမတွေပေါင်းလူပေါင်း900လောက်ကောင်နောက်ဆုံးအနေနဲ့လိုက်ပို့ခဲ့ပါလိမ့်။ကျောင်းသူလေးအနှစ်သက်ဆုံးရောင်နေတဲ့ဘူပေါင်းတရာကိုလည်းကန်ဆောင်ပေးခဲ့ပါလိမ့်။နိုင်ခမ်းနာကိုမနက်7:00နာရီခွန်မှပြီးစီးပြီးကျောင်းသူလေးရဲ့ခေါင်းကြလာကိုမနက်7:00နာရီ20မှာနှိပ်ပင်ရင်နဲ့တည်သွားပါလိမ့်။နောက်ပိုင်းမှာဘူပေါင်းနဲ့လွှတ်တင်ခဲ့ပါလိမ့်။ကျောင်းသူလေးတည်ဆုံးခဲ့တဲ့ဖြစ်ကအော်တိုဘတ်၁၄ရက်နေ့မနက်၉နာရီခွဲမှာဖြစ်ခဲ့တာပါအသက်၁၄နှစ်ရွယ်တဲ့ခန်ကျောင်းသားကကျောင်းသူလေးကို အထက်တန်းကျောင်းရဲ့တန်းစင်ခန်းထဲမှာဓာတ်နဲ့ထိုးသက်ခဲ့တာဖြစ်ပါတယ်။ကျောင်းသူတွေကဓာတ်နဲ့ချက်ပေါင်းများစွာနဲ့တွေ့ရှိခဲ့ရပြီးအချင်းဖြစ်နေရမှာပဲတည်ဆုံးနေတာဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ရဲတွေကအဲ့ဒီကျောင်းသားစီကနေဓာတ်နှစ်ချောင်းနဲ့ဒီနောက်ထပ်ဒရိုးတစ်ချောင်းကိုသိမ်းဆည်းရမိပါတယ်။ကျောင်းသူတွေတည်ဆုံးရတဲ့ကျောင်းရင်းကရင်ဘတ်နဲ့လယ်ဘင်းကိုဓာတ်နဲ့ထိုးခန့်ရခြင်းဖြစ်ပါတယ်။အချက်200တောင်မှာပါ။ဒီပြင်းနဲ့ပတ်သက်ပြီးကျောင်းသူတွေရဲ့မိခင်ကတော့သူသမီးဟာဓာတ်ချက်ပေါင်း200နဲ့ထိုးခဲခဲရတယ်လို့ပြောပါတယ်။ဓာတ်နဲ့ထိုးတဲ့ကျောင်းသားကိုလူသက်မှုနဲ့တရားစွဲထားပါတယ်။ ဒါပေမဲ့အသက်မပြည့်သေးတဲ့အတွက်ဒီကျောင်းသားကိုဘယ်လိုမျိုးရည်ရွယ်မလဲဆိုတော့မသိရပါဘူး။ဘာကြောင့်ဒီကျောင်းသူတွေကိုတက်တယ်ဆိုတဲ့အကြောင်းကိုလည်းခိုးပြီးမသိရသေးဘူးလို့သိရပါတယ်။